င်္ဂလာပါအထူးရှင်မင်္ဂလာပါဗျာဟုတ်ကဲ့ပါရှင်အခုဒီ2015ရွေးကောက်ပွဲအတွက်ပေါ့နော်ကီခိုင်ပြိုးပါတီအနေနဲ့ဘယ်လိုချုပ်တင်ပြင်ဆင်မှုတွေပြုလုပ်ထားလဲဆိုတာကိုအရင်ဆုံးပြောပြပေးပါလားရှင်2015အထူးရွေးကောက်ပွဲတက်ဖို့တချို့တွေကလည်းကျွန်တော်လုပ်နေတဲ့လုပ်ငန်းတွေပေါ်မူတည်ပြီးချုပ်တင်မဲဆွယ်တယ်လို့ဒီလိုပြောနေကြတာရှိတယ်အဲ့တော့တကယ်တော့ကျွန်တော်တို့ပါတီတစ်ခုဖြစ်လာပြီဆိုလို့ရှင်အဓိကတာဝန်၃ရပ်ကိုထမ်းဆောင်ရတယ်တစ်ချက်ကတော့ဗာလဲဆိုရင်ပါတီကနေချမှတ်ထားတဲ့ မူဝါဒတွေလမ်းစဉ်တွေနော်နောက်တစ်ခါအဲ့ဒါတွေကိုယုံရတယ်မယုံရင် ပါတီဝင်ဖြစ်မလာနိုင်ဘူးနော်ဒီယုံကြည်အောင်ကျွန်တော်တို့လုပ်ရတယ်နှစ်ချက်ကတော့ယုံတဲ့အတိုင်းလုပ်ရတယ်ယုံတဲ့အတိုင်းလုပ်ရတယ်ဆိုတဲ့ဥစ္စာယုံတယ်ဆိုတာသိမှုသဘောပဲရှိတယ်တကယ်လက်တွေ့မပါသေးဘူးဒါကြောင့်ကိုယုံနေဆိုတဲ့ဥစ္စာတွေကိုလက်တွေ့ကြကြနဲ့အကောင့်ထဲပေါ်ဆောင်ရရတယ်။အဲ့ဒါတွေအလုံးကြီးပါတီအတွက်မဟုတ်ဘူး။နိုင်ငံတော်နဲ့ပြည်သူအတွက်ပဲ။ ပြည်သူအကျိုးရှိတဲ့လုပ်ငန်းတွေပဲပါတီအကျိုးအတွက်လုပ်နေတဲ့ဥစ္စာတွေတခုမှမရှိပါဘူးရှိရင်လည်းပဲဒီဥစ္စာတွေညာပါတီရဲ့တကယ်ရည်မှန်းချက်နဲ့မကန့်ညီဘူးလို့ပဲဒီလိုပဲပြောရမှာပဲအဲ့တော့ဒီနှစ်ခုပြီးတဲ့အချိန်မှာဘယ်ပါတီမဆိုလူလူတရားလုံးမဟုတ်ဘူးကျွန်တော်တို့နိုင်ငံမှာတပါတီစနစ်ကျင်းသုံးခဲ့တုန်းကတောင်မှအဲ့ဒီပါတီကြီးတွေလူလူတရားလုံးအကျိုးဝင်တော့ပါတီမဟုတ်ဘူးအများစုတော့ဟုတ်တာပေါ့ အခုကျွန်တော်တို့ပါရီစုံဒီမိုကရေစီလမ်းကြောင်းမှာဆိုလို့ရှိရင်ပါရီတွေအများပြားရှိနေတယ်အခုဆိုရင်တရားကျော်ရှိမယ်လို့ခန့်မှန်းရတယ်အဲ့တော့လူထုတရားလုံးမဟုတ်ဘူးကျွန်တော်တို့ပါတီတွေအင်အားများပါတယ်သို့တော်လည်းပဲကျွန်တော်တို့လည်းလူထုတရားလုံးမဟုတ်ဘူးဒါကြောင့်နိုင်ငံနဲ့ပြည်သူအကျိုးအတွက်ဒါမှမဟုတ်ရင်လည်းကိုယ်ဒေသနဲ့ဒေသခံပြည်သူအကျိုးအတွက်အကောင့်တွေပေါ်ဆောင်ရွက်တယ်ဆိုလို့ရှိရင်ပြည်သူတွေပါဖို့လိုတယ်ပြည်သူတွေပါနိုင်အောင်စီးရင်ဆွဲဆောင်ရတယ် ပူးပေါင်းပေါင်းဆောင်ရွက်မှုတွေလုပ်ရတယ်အဲ့ဒါကိုစီယုံနေလို့ပြောတယ်အဲ့ဒီဥစ္စာဒီပါတီတစ်ခုဖြစ်လာရင်အများအားလုံနေရတဲ့ကိစ္စရပဲဒီသုံးခုကအဲ့ဒါကြောင့်တချို့တွေကဘယ်လိုမြင်လဲဆိုလို့ရှိရင်ဒါအထူးရေကောက်ပွဲအတွက်ကိုကြိုတင်ပြီးတော့မှမဲဆွယ်စီယုံမှုတွေလုပ်နေကြတယ်လို့ဒီလိုပြောကြတယ်မဟုတ်ဘူးဒီဥစ္စာနော်အဲ့တော့ဘယ်ချိန်မှကျွန်တော်တို့လုပ်ကြမလဲအခု2015အထူးရေကောက်ပွဲဆိုတာနီးလဲနီးလာပြီနီးလာပြီဆိုတဲ့အချိန်ကျတော့အခုအချိန်မှာကျွန်တော်တို့ကိုယ်စားလှယ်တွေလည်းမကြီးညာသေးပါဘူး ကျွန်တော်တို့ပါတီကနေကိုစားပြုပြီးရွေးချယ်မယ်ကိုယ်စားလှယ်တွေဆိုတာမတိညာသေးဘူး။ဟုတ်ကဲ့။နော်မတိညာသေးတဲ့အတွက်အတီးမဖြစ်သေးဘူး။အဲ့နာဒီဘယ်ချိန်မှာစပြီးလုပ်မလဲဆိုရင်ရွေးကောက်ပွဲကော်မရှင်ကနေပြီးတော့မှမဲဆွယ်စည်းရုံးလို့ရပြီဆိုတဲ့နှစ်လတာကာလရပောင်း60တွင်မှာကျွန်တော်လုပ်ကြမယ်။ဒါမရောက်သေးဘူး။ရောက်လာရင်တော့ကျွန်တော်ရွေးကောက်ပွဲစည်းရုံးကြီးလုပ်ပါမယ်။အဲ့နောက်ကထူးထူးရွေးကောက်ပွဲဖြစ်လာပြီဆိုရင်မဲထွက်တဲ့ဥစ္စာတွေပါလာတယ်။ရွေးချယ်တဲ့ဥစ္စာတွေပါလာတယ်။ ပြည်သူတွေကသူတို့ကြိုက်တဲ့လူကိုပယ်မဲမရှိဘဲနဲ့ရွေးချယ်နိုင်ရေးဆိုတာအရေးကြီးတယ်။အဲ့ဒီဥစားဒီအရေးကြီးတဲ့အတွက်ကျွန်တော်တို့ကိုယ်တိုင်လည်းယုံတယ်။ယုံတဲ့အတွက်အခုတော့ဘာတွေလုပ်နေလဲဆိုလို့ရှိရင်ပြည်သူတွေမဲပြီးနိုင်အောင်သူတို့ပေးကျင်တဲ့ကိုယ်စလဲကိုပယ်မဲမရှိဘဲနဲ့တကယ်နော်မဲအစ်စ်မှန်ရပြီးပေးနိုင်အောင်ကျွန်တော်လုပ်နေတယ်။ကျွန်တော်တို့ကိုပေးဖို့ကျွန်တော်ပြောတာဟုတ်ပါဘူး။ဟုတ်ကဲ့။နော်ဘယ်သူ့ကိုမဆိုပေးတတ်အောင်အဲတကယ်လို့လာအခုကျွန်တော်တို့က ကျူနေမဲစင်းတွေကတ်ထားကြတယ်။အဲတချို့လဲရန်ကုန်လူတွေအများကြီးပြောတယ်။အဲကျွန်တော်ဟင်္သာရမှာတော့မရှိပါဘူး။တလောက်မများပါဘူး။သို့တော်လည်းပဲအခါလဲဆိုတာအကြောင်းအားလျော်ဆိုတာရှိခဲ့မယ်ဆိုရင်လည်းပဲဒါတွေကိုတို့မဲပေးခွင့်ရှိအောင်မဆုံးရှုံးသွားအောင်ကျွန်တော်ကူညီပြီးလုပ်နေကြတယ်။ဒါကတော့အခုကျွန်တော်ပြင်နေတယ်။အဲ2015ရွေးကောက်ပွဲအတွက်ပြင်နေတာပဲ။သို့တော်လည်းပဲခုနကကျွန်တော်ပြောနေတဲ့ယုံကြည်မှုရှိအောင်လို့ယုံနယ်တိုင်းလုပ်အောင်လို့ယုံနယ်တိုင်းလုပ်တာလို့ပြည်သူတွေ ကျွန်တော်တို့ယုံတယ်လို့ကျွန်တော်တို့လုပ်တယ်လို့လိုက်လုပ်လာအောင်စီယုံတာလို့ဆိုတော့အချိန်ကြီးလုပ်ပါတယ်။နော်ဒါအောင်မဲဆိုစီယုံတယ်လို့ပြောရင်လည်းပြောလိမ့်မယ်။ဒီနေ့မနေ့နော်အဲကျွန်တော်တို့ဖျားထိတင်ကြတယ်။ကျွန်တော်ဖျားမဟုတ်ဘူး။ဒီမှာရှိတဲ့ပြည်သူတွေနော်ဆရာတော်ကြီးဖုန်းတင်နိုင်ကြောင်းထဲမှာရှိတဲ့ဆရာတော်ကြီးကနေပြီးတော့မှနော်အဲသူတို့ဘယ်တော့မှတင်ထားတဲ့ဖျားလည်းမပြီးဘူးအဟောင်းပေါ့။သူတို့တင်နေတဲ့ဆန္ဒကိုကျွန်တော်တို့ဝိုင်းလုပ်ကြတယ်။ကျွန်တော်တို့လည်းလုပ်ထားမှုပြည်သူတွေနဲ့ပေါင်းလုပ်တာ။ ဒါပါတီရဲ့လုပ်ငန်းစဉ်ပဲဟုတ်ကဲ့ဒါဒါကိုမဲဆွယ်စည်းအောင်လေလို့ပြောတယ်ဆိုရင်မမှန်ဘူးလို့ပဲကျွန်တော်ပြောနေတယ်ပါတီတိုင်းတလို့ပဲလုပ်ရလိမ့်မယ်နော်ပါတီတိုင်းကိုယ့်ရဲ့မူဝါဒလမ်းစဉ်ကိုယုံရမယ်နော်နှစ်နှစ်ချက်ကတော့ယုံတဲ့အတိုင်းလိုက်လုပ်နိုင်ရမယ်အကောင့်ထဲပေါ်နိုင်ရမယ်သုံးချက်ကတော့ကိုကြီးပဲပြည်သူတရားလုံးမဟုတ်တဲ့အတွက်ပြည်သူတွေပါဝင်အောင်လုပ်ရမယ်ဒါကတော့လုပ်ရမယ်လို့ပဲကျွန်တော်မြင်ပါတယ်ဒါအခုကျွန်တော်တို့လုပ်နေတဲ့ဥစ္စာပေါ့မဲဆွယ်စည်းအောင်ကာလကြာရင်ကိုယ်လေလောင်းနေနိုင်မယ်လေတိလာလိမ့်မယ်တိလာနေဆိုရင်တော့ ဒီကိုယ်စလဲနဲ့လှုပ်ဆောင်မှုတွေနဲ့ဒီကိုယ်စလဲရဲ့ပုံတွေနဲ့ခုနကတုန်းကပါတီရဲ့နော်ပုံရိပ်တွေနဲ့ပေါင်းဆက်ပြီးတော့မှမဲဆက်စည်းဝေးမှုလုပ်မှာပေါ့အဲ့ဒါကတော့ရေပောင်း60ကျန်ကျွန်တော်လုပ်တယ်ဟုတ်ကဲ့ပြင်ထားပါတယ်တို့လည်းပဲအခုအဲ့ဒီဥစားရင်းနဲ့ပတ်သက်လို့ဘာမှမလုပ်ဘူးခုနကတော့ပေါ့နော်ဟိုခုထည့်ဦးအနေနဲ့ပြောပြသွားတယ်ဟိုဒီဘာသာရေးကိုအကြောင်းပြပြီးမဲဆွဲလာမျိုးမလုပ်ဘူးနောက်ပြီးတော့ဟို ဒီမဲဆွယ်နေတဲ့ကာလလေးတခြားပါတီကိုထိခိုက်ပြီးတော့မလုပ်ဘူးလို့ပြောတယ်။ဒါပေမဲ့ကျမတို့များများမှာဟိုဖြစ်သွားတဲ့ကိစ္စပေါ့နော်။ဒီနတ်ဆင်တရားစရုဒီတာကြီးရဲ့အဲ့ဒီမှာဆိုလို့ရှိရင်ဟို NLD ပါတီကိုထိခိုက်စေရဲ့ခေါင်းဆောင်ထိခိုက်စေရဲ့ဆားရဲဆားနိုင်နေမှုရဲ့လို့ပြောတယ်။အဲ့ဒီပုံမှာရောအထူးအနေနဲ့ဗန်းနေပြန်ပြီးတော့ပြောကြပါလိမ့်ရှင်။ကျွန်တော်တို့ကစတူဒီတာကြွေးတယ်ဆိုတာကတစ်လတစ်ခါကြွေးတယ်။ဟုတ်ကဲ့ဆရာ။တစ်လတစ်ခါကြွေးတယ်ဆိုတော့ဥစ္စာဒီနေရာနှံ့ကျွန်တော်ကြွေးတယ်။ အဲ့ဒီနေရာတော့မြောင်းမြကနေပြီးတော့တောင်းဆိုလာတယ်သူတို့ရှိမှစတုဒိတာကျွေးပြပါဆိုတဲ့အတွက်ကျွန်တော်စတုဒိတာသွားကြည့်တယ်စတုဒိတာကျွေးတယ်ဆိုတဲ့အချိန်ကျတော့မြောင်းမြမှာတကယ်တော့အတွေ့အကြုံမရှိဘူးမြောင်းမြမှာစတုဒိတာအလှလှုပ်ခူးတာတွေရှိပါတယ်သို့တော်လည်းပဲစတုဒိတာကျွေးတဲ့အတွေ့အကြုံမရှိဘူးဒါကြောင့်ကျွန်တော်ည7နာရီခွဲအထိဘလို့စတုဒိတာရဲ့တော့ကျွေးလို့ရှိရင်ဘလို့အောင်မြအောင်လုပ်ရမလဲဆိုတဲ့ဥစ္စာကိုကျွန်တော်ကျွန်တော်အဖွဲ့အနေနဲ့ကျွန်တော်ရှင်းပြတယ်နောက်တစ်ခါအိမ်မှာကောဘကအဖွဲ့အနေနဲ့လည်းရှိပါတယ်မြုံမြဖွဲ့တွေရှိဒါရှင်းပြတယ် မနေ့ကတဲ့အချိန်ကျတော့လေစတုဒ္ဒါကျူးတဲ့အချိန်မှာလူအုပ်နဲ့ဝင်လာတဲ့အချိန်ကျတော့မနေ့ကအဲ့ခန်းတဲ့လူတွေကိုလည်းတစ်ခါထပ်ရှင်းပြရနေရတယ်။ဒါကြောင့်စတုဒ္ဒါအောင်မြည်ရေးအတွက်ပဲအားကိုစိုက်တယ်။ဒါကြောင့်ဘာတွေဖြစ်သွားတယ်ဆိုတာကျွန်တော်မသိဘူး။သို့တော်လည်းပဲကျွန်တော်ရန်ကုန်ပြောင်းအောင်တဲ့အချိန်မှာလဲပဲမီဒီယာကနေပြီးတော့မှဒီလိုရေးထားတယ်လို့ကျွန်တော်သိပါတယ်။အဲ့တော့ဒါရင်းနဲ့ပတ်သက်လို့ကတော့ကျွန်တော်တို့အချိန်ကလောက်ထားလဲမဟုတ်ဘူး။သိလဲမသိဘူး။နော်သိလဲမသိဘူး။သို့တော်လည်းပဲပို့ရင်ပြောဒီစာရဲ့ဖတ်ဘူးလားဆိုတော့ကျွန်တော်ဖတ်ဘူးတယ်။ဟုတ်ကဲ့။နော် ဒါပေမဲ့အဲ့ဒီမှာကျွန်တော်တို့ဝေတာမဟုတ်ဘူးเนาะကျွန်တော်တို့ဝေတာမဟုတ်ဘူး and study data အဖွဲ့ study data အလှရှင်တွေကဒါတွေနဲ့ပတ်သက်လို့လည်းစိတ်ဝင်စားဘူးเนาะစိတ်လည်းဝင်စားဘူးနှစ်စင်တရားဆရာတော်ကြီးကလည်းစိတ်ဝင်စားဘူးကျွန်တော်တို့ပါတီဝင်တွေကလည်းအဲ့ဒီချိန်မှာလူတွေလာရင်ဘလို့အခမ်းအမလဲဆိုတဲ့ဥစ္စာကိုပဲအယုံဆိုင်နေကြတယ်ဒါလည်းစိတ်ဝင်စားနိုင်မှာမဟုတ်ဘူးဟုတ်ကဲ့เนาะဒီပြည်ခိုင်မျိုးပါတီအနေနဲ့လေ2015ရွေးကောက်ပွဲမှာဘလောက်အတိုင်းအတာအထိဟိုအနိုင်ရမလဲလို့ကြီးမားတာပါလေရှင် ကျွန်တော်တို့ယူမှန်းတာတော့တရားရမယ်နှုံးမယ်နော်တရားရင်နှုံးယူမှန်းတယ်သို့တော်လည်းပဲတကယ်အခြေအနေမှန်ဆိုတဲ့ဥစ္စာတော့နော်ရွေးကောက်ပွဲပြီးမှပဲသိလိမ့်မယ်ဟုတ်ကဲ့ဆရာသို့တော်လည်းပဲကျွန်တော်တို့တရားရင်နှုံးယူမှန်းတယ်ဆိုတဲ့ဥစ္စာအကြောင်းမဲ့တသက်နဲ့ကျွန်တော်တို့ယူမှန်းတာတော့မဟုတ်ဘူးကျွန်တော်တို့ပြည်သူကိုအကျိုးပြုတဲ့လှုပ်ဆောင်ချက်တွေပေါ့ပြည်သူရဲ့တုံ့ပြန်မှုတွေကိုကျွန်တော်တို့အမြဲတမ်းစစ်တမ်းကောက်ပါတယ်ဤသို့တော်လည်းကောက်ထားပဲကျန်တဲ့နေရာတွေလည်းကောက်ထားပဲကောက်တယ်ဆိုတာကျွန်တော်တို့ကောက်ထားမှုဘူး ကျွန်တော်တို့ပါတီအနေနဲ့လည်းကောက်တယ်တခြားသောလူမှုရေးအဖွဲ့အစည်းတွေကျွန်တော်တို့လူအဖွဲ့အစည်းတွေပေါ့အရက်ဖက်အဖွဲ့အစည်းတွေနဲ့လည်းသူတို့လည်းကုညီပြီးကောက်တာတွေရှိတယ်သူတို့ရဲ့ကောက်ယူမှုယာကိုင်းနှုံးပေါ်မှာမူတည်ပြီးတော့မှကျွန်တော်တို့ဆုံးဖြတ်ကြတယ်ဒါကြောင့်ကျွန်တော်အေယာဝီတိုင်းကျွန်တော်ထင်ပါတယ်ယာကိုင်းနှုံးတော်တော်များပါတယ်ဘာဖြစ်လို့ဆိုတော့လက်တွေ့လုပ်တဲ့လုပ်ငန်းတွေအားလုံးကကျွန်တော်တို့တော်တော်များများလုပ်နိုင်ပါတယ်ကျွန်တော်ပြက်ကလေးလေးမှာနောက်ပိုင်းမှာတော့ကျွန်တော်ရေးထားတာရှိတယ်เนาะ ပြည်သူတွေလိုတဲ့အရာအားလုံးတော့ကျွန်တော်တို့လုံးမပေးနိုင်ဘူး။သို့တော်လည်းပဲကျွန်တော်တို့လုံးပေးနိုင်တယ်ဆိုတဲ့ဥစ္စာတွေကတော့ထင်နေရှားရှားသက်သေပြနိုင်တယ်။အများကြီးပဲ။နော်ဘာသာရေးမှာလည်းကျွန်တော်တို့လုံးနိုင်တာပဲ။နော်ပညာရေးမှာလည်းလုံးနိုင်တာပဲ။ကျမ်းမာရေးမှာလည်းလုံးနိုင်တာပဲ။လူမှုရေးတွေမှာလည်းလုံးနိုင်တာပဲ။လက်မှတ်ဆက်သွယ်ရေးလမ်းနေပြည်စင်တဲ့နေရာတွေမှာလည်းလုံးနိုင်တာပဲ။ဆိုလိုတာကကျွန်တော်တို့တောင်းခံလုပ်ထားမှုနော်အပေါင်းဝင်ဆောင်ရွက်တာပြောတာပါ။ဒါလူလူတွေသိပါတယ်။အဲ့လိုသိတဲ့လူလူသိတဲ့အတိုင်းတောင်ပုံမှာမူတည်ပြီးဆိုရင်တော့ ကျွန်တော်တို့ကဂျာဂိုင်းတို့အပြည့်လို့ပဲပြောလို့ရတယ်။သို့တော်လည်းပဲရွေးကောက်ပွဲဆိုတဲ့နေရာမှာပရိုပဂန်ဒါဆိုတာရှိတယ်။အဲ့ဒါကအချိုကာလမှာလာမှာပဲ။နော်ပရိုပဂန်ဒါဆိုတဲ့ဥစ္စာမဲဆွယ်စည်းရုံးမှုကြောင်ညာတာပေါ့။ကြောင်ညာကောင်းလို့နိုင်တာတွေလည်းရှိပါတယ်။လူလူစိတ်ဆိုတဲ့ဥစ္စာပြောင်းလဲတတ်တယ်။နော်ဒါကြောင့်ကျွန်တော်တို့လာလက်ရှိလာပါတီဖြစ်လာပြီးတဲ့အတင်းတဲ့အချိန်ကနေစပြီးအခုချိန်ထိတော့အကျိုးပြုလုပ်ငန်းတွေကျွန်တော်တို့လုပ်ခဲ့တယ်။ သို့တော်လည်းပဲရွေးကောက်ပွဲကာလမှာပြည်သူတွေရဲ့စိတ်ထားဘလို့ပြောင်းလဲသွားမလဲเนาะလက်တွေ့အကျိုးပြုတဲ့လုပ်ငန်းတွေပေါ်မူတည်ပြီးရင်တော့ကျွန်တော်တို့ဘက်ကရာခိုင်နှုန်းများတာပေါ့နော်ရာခိုင်နှုန်းများတယ်အပြည့်အဝလို့ကျွန်တော်မပြောလို့ပါဘူးဟုတ်ကဲ့ပါရှင် NLD ပါတီကတော့ဒီခုလာမယ့်ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်ရဲ့ကိုယ်စနစ်တွေကိုသူတို့ကဟိုဟာကိုမပိုင်ဆိုင်တဲ့ဖြစ်စီစင်းတွေအကြောင်းညာရမယ်လို့ဆိုပြီးတော့ပြောထားတယ်။ပြည်ခိုင်ပြိုးပါတီအနေနဲ့ကတော့အလားတူကန့်သက်ချက်မျိုးပေါ့ထုတ်ပြန်ထားတာကိုရှိပါရှင့် မရှိဘူးဘာဖြစ်လို့မရှိဘူးလဲဆိုတော့မလိုအပ်လို့လေကျွန်တော်တို့ကိုယ်စလဲဆိုတဲ့ဥစ္စာစီးပွားရေးလုပ်ငန်းတော့လုပ်တာမဟုတ်ဘူးအာနာလဲတကယ်တော့မရှိဘူးပြည်သူတွေဘက်ကနေယက်တီပြီးတော့မှတကယ်အာနာရှိသောအုတ်ချုပ်ရေးအရာလုတ်ပိုင်နိုင်ခွင့်ရှိသောနော်အစိုးရဖွဲ့ကိုကျွန်တော်တို့ဆက်ဆက်ပြီးတာပဲရှိတယ်ကျွန်တော်မရှိဘူးအဲ့အတွက်လည်းပဲနော်ငွေကြေးရစရာအကြောင်းလည်းမရှိဘူးစီးပွားရေးလုပ်ငန်းလုပ်တာလည်းမရှိဘူး ဒါကြောင့်မလို့ရလူလို့ကျွန်တော်တို့ကတော့ယူဆတယ်ဒါကြောင့်ကျွန်တော်တို့ဒါတော့ကျွန်တော်မလို့ပါဘူးသို့တော်လည်းပဲဟလာဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာတော့ဘာပါလဲဆိုလို့ရှိရင်နိုင်ငံတော်အဆင့်တာဝန်ယူသောပုဂ္ဂိုလ်များကတော့ကြီးညာမယ်လို့ပါတယ်ဒါတော့မှလူလူကြီးညာတာမဟုတ်ပါဘူးသူတို့ဒါသူတို့ရှိမှတင်ပြရတယ်ဆိုတဲ့ဥစ္စာရှိတယ်နော်ကျွန်တော်တို့ကအဲ့ဒီဆင်လည်းမဟုတ်သေးဘူးကိုယ်စလဲဆင်မှရှိတယ်တခြားသောပါတီတွေကလိုအပ်တဲ့ထင်လို့လုပ်တဲ့ဥစ္စာလည်းကျွန်တော်တို့မပြောလို့ပါဘူးဒါသူတို့သူတို့ရဲ့ယုံကြည်မှုပဲလေယုံကြည်မှုပဲလေနော် နာမည်ဒုတိယအကြိမ်ရောက်တက်တမ်းမှာပေါ့ဖွဲ့မယ်အစိုးရမှာပေါ့နော်တခြားပါတီတစ်ခုခုနဲ့ပူးပေါင်းထားတဲ့မြို့ပေါင်းပုံစံမျိုးဖြစ်လာနိုင်လားရှင်အဲ့ဒါကတော့တမရငါနေအစိုးရအဖွဲ့ဦးဖွဲ့စည်းတယ်ဒါကြောင့်တမရဒီသူကြိုက်တဲ့လူသူဖွဲ့မှာပဲအဲ့တော့သူကြိုက်တဲ့လူဖွဲ့တယ်ဆိုတဲ့အချိန်မှာနိုင်ငံကိုနော်တကယ့်စနစ်တကျစီမံခန့်ခွဲဖို့ရည်ချင်းရှိတယ်ဆိုတဲ့လူတွေသူခေါ်မှာပဲနော်အဲ့ထက်မှာတခုတောင်ပါတယ်ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့မှာတိကျပြန်ကြည့်မယ်ဆိုရင် ရွေးချယ်ခံမှုလေတဲ့ကဖြစ်စေရွေးချယ်ခံမှုသောသူများတဲ့ကဖြစ်စေဖွဲ့စည်းနိုင်တယ်လို့သူပါတယ်ဆိုလိုတာကတော့ရွေးချယ်ရွေးကိုယ်စားလှယ်များမဟုတ်ဘူးဆိုလို့ရှိရင်ပါတီဝင်တစ်ခုဟုတ်ချင်မှလည်းဟုတ်မယ်ပါတီမဟုတ်တဲ့လူတွေပါတီဝင်မဟုတ်တဲ့လူတွေကိုလည်းသူဖွဲ့စည်းနိုင်တယ်လို့ပါတယ်ရွေးချယ်ခံကိုယ်တယ်တဲ့ကဆိုတာပါတီဝင်တွေလည်းဖြစ်နိုင်တာပဲလေဒီထက်ကလည်းပါတယ်အဲ့ဒါကတော့သမရရဲ့ဆန္ဒပဲနော်ညုံမောင်းစုကမရှိဘူးညုံမောင်းစုကဆိုတော့ပါလီမန်ထဲမှာတော့ရှိတယ် တစ်ဖက်နဲ့တစ်ဖက်မျှတည်ဖြစ်နေပြီဆိုလို့ရှိရင်ပါလီမန်ထဲမှာဒီအစိုးရဖွဲ့ကိုဖွဲ့စည်းကြတဲ့အချိန်ကျတော့ဖွဲ့လို့မရဘူးဒီကတည်ရင်လည်းဟိုဘက်ကကန့်ကွက်တယ်ဟိုဘက်ကတည်ရင်လည်းဒီဘက်ကကန့်ကွက်တယ်နော်အဲ့လိုကန့်ကွက်ကြတဲ့အတွက်ဖွဲ့လို့မရတဲ့အချိန်ကျတော့ကဲမင်းလည်းအရေးတော့ဘလောက်ယူငါလည်းဘလောက်အရေးတော့ယူပြီးဆိုလို့တော့လို့ညှိနှိုင်းပြီးတော့မှဖွဲ့တဲ့အချိန်မှာညုံမောင်းဆိုးတာဖြစ်တယ်အဲ့ဒါပါလီမန်စနစ်မှာဖြစ်တယ်အခုခါကတော့ကျွန်တော်တို့ကတမရကိုပဲယူပြီးတာဖြစ်တယ်တမရကညုံမောင်းမဖြစ်နိုင်ဘူးတိရောက်ပဲ ਉਹ ညုံမောင်းဖြစ်နိုင်ဘူး ိုပါတီကလည်းပါမယ်ဒီပါတီကလည်းပါမယ်ဆိုတော့မဖြစ်နိုင်ဘူးသမရကိုပါတီဝင်တွေကလည်းယူနိုင်တယ်ရွေးချယ်ခံကိုယ်စားလှယ်တွေကလည်းယူနိုင်တယ်ရွေးချယ်ခံကိုယ်စားလှယ်မဟုတ်သောသူများကတဲကလည်းယူနိုင်တယ်လွတ်တော်ကသဘောတူရင်အဲ့သမရရမှာပဲအဲ့သမရညုံမောင်းမှဟုတ်တာပဲသူ့ရဲ့ဆန္ဒအရာအသင့်တော်ဆုံးဆိုတဲ့ဥစ္စာဖွဲ့သီးမှာပဲသို့တော်လည်းပဲလာအခုကျွန်တော်တို့2020ထူထူရေးကောက်ပွဲမှာကျွန်တော်တို့ပါတီအနိုင်ရပါတယ်ယာကန်တို့များပါတယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့ပါတီအုပ်ထာ ဖြစ်တဲ့နော် အမ်ဦးသိန်းစိန်ဟာနိုင်ငံတော်သမားကြီးဖြစ်သွားတယ်ဟုတ်သူအစိုးရဖွဲ့လွတ်တော်ကအတည်ပြုပေးတယ်သို့တော်လည်းပဲအဲ့ထက်မှလည်းတခြားပါတီကလူတွေလည်းပါပါတယ်ပါတီဝင်မှုတော်သူများလည်းပါပါတယ်ဒါညုံမောင်းစိုးရသဘောမျိုးတော့မဟုတ်ဘူးလို့ပဲကျွန်တော်ပြောချင်တယ်ဒါကြောင့်ကျွန်တော်တို့ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့လက်ရှိစနစ်အရာကတော့ညုံမောင်းစိုးရဆိုတာပြောလို့မရနိုင်ဘူး